ရခိုင်မှာဆက်လက်ဖြစ်ပွားနေတဲ့ပဋိပက္ခတွေကြောင့်နေစဉ်လူမှုဘဝတွေမှာရုန်းကန်လှုပ်ရှားနေရပြီးနေစဉ်အခြေခံလိုအပ်ချက်တွေကိုရရှိနိုင်ဖို့ကတော့ပိုပြီးခက်ခဲလာတယ်လို့အပြည့်ပြည့်ဆိုင်ရာကြက်ရှင်နေကော်မတီကဒီကနေ့မေလ16ရက်နေ့မှာထုတ်ပြန်ပါတယ်။ဒီဝန်ထုတ်ဝန်ပိုးတွေကိုလျှော်ပါတက်တာစေဖို့စစ်တွေမှာရှိတဲ့ ICRC အဖွဲ့ကဆေးသမားကြီးနဲ့အုံတော်ရှိစခန်းတွေမှာနေထိုင်ကြတဲ့မိသားစု3484စုအတွက် ထင်းအစာထိုးလောင်စာတောင်းတွေကိုဖြန့်ဝေခဲ့တယ်လို့လည်းသိရပါတယ်။အဲ့ဒီထင်းအစာထိုးလောင်စာတောင်းတွေပေးဝေခဲ့လို့လူပေါင်း4,300ကျော်ဟာတက်တာရရရှိခဲ့ပြီးအဆင်ပြေခဲ့တယ်လို့ဆိုထားပါတယ်။ဒီပံမုံမှုတွေကြောင့်မိသားစုတွေကထင်းကောက်ဖို့စကမ်းနဲ့အဝေးကြီးကိုသွားဖို့မလိုတော့တဲ့အတွက်သူတို့တွေကြုံတွေ့နေရတဲ့အန္တရာယ်ဖြစ်နိုင်ခြေတွေကိုရှော့ချပေးနိုင်ခဲ့ပြီးဘေးကင်းကင်းနေနိုင်ဖို့ကိုအထောက်အကူဖြစ်မယ်လို့စစ်တွေက ICRC ဝန်ထမ်းတယောက်ကပြောပါတယ်။ လက်နက်ကင်ပဋိပက္ခတွေနဲ့တဘဝဘေးအန္တရာယ်တွေကြောင့်ထိခိုက်ခံစားရတဲ့ရက်ရွာလူထုတွေကိုပြန်လည်ထူထောင်လာတဲ့အချိန်ပံ့ပိုးကူညီသွားဖို့အပြည့်ပြည့်ဆိုင်ရာကြက်ရှင်နေကော်မတီကတနိုင်ထံရှာထားတယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ရှင်။